မင်္ဂလာပါရှင်။မြစ်တက်လင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချင်ရယ်ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေရှင်။အခုတခါတင်ဆက်ပေးသားမယ့်ဆန္ဒလေးကတော့ဆာရဲသူမောင်စနေရေးသားထားတဲ့မောင်စနေနှင့်ကျော်တော်လေတကြီးဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးပါရှင်။ ကြော်တော့လေတဲ့ချင်းဦးထွန်းနိုင်လို့ရွာကနေကျုပ်ចောင်းပြန်ရောက်တာတပတ်လောက်ရှိပြီဗျ။အင်းအဲ့ဒီတပတ်အတွင်းကိုဦးထွန်းနိုင်ရဲ့မြေရှိလေးကကျုပ်တို့ចောင်းကိုလာတာလေးရက်ဆက်တိုက်ဗျ။အဲ့လိုလာနေတာကိုဖုန်စီကဘာမှပြောပေမဲ့ဘိုးကကတော့တတိပီးတယ်။ကျုံနဲ့ဘိုးကတပိတ်တွေပကံတွေဆင်းနေတော့ကျုပ်ကိုလာပြောတယ်ဗျ။ဆက်နေဗျာဘိုးကလူငယ်တဘာဝကိုငါနားလေပါတယ်။ဒါမှမတတိတော့ပေးခြင်းနဲ့ပြောပါဘိုးက အချင်းချင်းစကားပလင်တွေခန့်နေသေးရဲ့။တခြားမဟုတ်ဘူးကွာ။ဓာတ်ထုံးလိုက်ရဲ့မြေးမာလေး။ကြောင်းကိုအမြဲလာနေတာမသိမ့်တော့ဘူးလားလို့။ကြောက်လာခိုင်းတယ်မှမဟုတ်တာဗျာ။ဘယ်လိုလုပ်ရမလဲ။ဒီလိုလုပ်ကွာ။မင်းမာငွေရှိရမဟုတ်လား။ရှိရလေ။ဒီတကာကလေးမာလေးလာရင်မင်းကလက်ဖိတ်ဆိုင်ကိုခေါ်သွားကွာ။နောက်ဆိုဒီမှာပဲစကားပြောမယ်မှမပြော့ပေါ့။အင်းဘိုးကအကြံမစိုးဘူးဗျာ။ကြောက်အဲ့လိုပဲလုပ်လိုက်မယ်လေ။ဖုန်ကြီးကမပြောချင်လို့ချင်းနေရာကြောက်တိရပါ။မင်းသိရင်လည်းပြီးရော။ ဖုန်ကြီးကစကားသိရောမဟုတ်ဘူး။ဘိုးကမျက်မှောက်ကျုံရင်တန်းပြီးနှစ်ထုံပါ။ဘိုးကရဲ့စကားကြတော့ကျုပ်ပူတော်လှန့်သွားမိရဲ့။ဖုန်ကြီးအကြောင်းဘိုးကကကျုပ်ထဲပို့သိရပေါ့။အဲ့တော့သူပြောတဲ့အကြံကိုလက်ခံမယ်လို့ကျုပ်ဆုံးပြလိုက်တယ်။ဆုံးဖြတ်လို့မကြပါဘူးဗျာ။ကိုရင်လေးကကျုပ်တို့ပကံစေးရဲ့နေရာအနာထိပ်ကြွလာတယ်။ပြီးတော့ကျုပ်ကိုပြတီတီနဲ့ကြည့်ပြီးကိုစနေတို့ကတော့နော်။အချောလာလိမ့်မယ်နဲ့ဆိုရင်ခင်လဲခင်တတ်ပါ။ဘာတော့ကိုရင်လေးရဲ့ ဆောင်းတန်းမှာတကမာလေးစောင့်နေရဲ့သွားလိုက်အောင်တင်းမတင်းမကျုပ်တုတ်သီးတုတ်ပြာဖြစ်နေရကို ကိုရင်လေးကသဘောတွေကြနေရဲ့ဗျသူ့စိတ်တယ်ဘယ်လိုထင်နေတော့မသိဘူးဒါမှမဟုတ်ကျုပ်ရဲ့ဟန်မူရာကများတိတ်တိတ်တန်နေလားမသိပါဘူးကျုပ်လေးကိုရင်လေးနဲ့ဘိုးကကြည့်နေရောရှက်ရှက်နေပြီဆောင်းတန်းကိုမြန်သွားတာပေါ့ဗျာဆောင်းနဲ့ရောက်တော့လှလှပါလီထိုင်ပြီးကျုပ်ကိုစောင့်နေရဲ့ရေလေးကို တွေးလိုက်ရတယ်လှလှပါပါလီထိုင်နေဆိုတာခင်ဗျားတို့မြင်တာပြောရရင် ရရင်လေးထနေတာပေါ့ဗျာ။သူကကြောက်ကိုမြင်တော့ပြောင်းပြီးအားနာနေတဲ့ပုံစံနဲ့စကားဆိုတာလေ။ကိုစနီကရီလေးအမြဲတမ်းလာနေလို့စိတ်ညစ်နေပြီလား။ဟာမဟုတ်ပါဘူး။မညစ်ပါဘူးဗျာ။ရီလေးဘာစားပြပြီလဲ။ဘာမှတော့မစားရသေးပါဘူးကိုစနီရဲ့။ကိုစနီကိုတွေးကျင်တာနဲ့အလင်းစလိုထွက်လာခဲ့တာ။ကြောက်ဖြင့်ရှိလေးစကားကြောင့်ရင်ထဲမှာတိတ်ငနေတာဖြစ်သွားတယ်ဗျ။အဲ့ဒါနဲ့တာဝန်းတာနေရဲ့ကျုပ်ရဲ့ပုံစံကြီးတိတ်မပေါ်အောင်ပြန်ထိန်ပြီးတော့ ရီလေးကိုလက်ဖိတ်ဆိုင်ခေါ်တာပေါ့လေရီလေးကလည်းမငြင်းဘူးဗျအဲ့လိုနဲ့ရက်ွက်ထဲကလက်ဖိတ်ဆိုင်ကိုတွားတာပေါ့ဗျာကျုပ်ကရက်ွက်ထဲကလေဝီနဲ့သိနေပြီဗျစွန့်ခံလိုက်ရတာကိုတချို့လူတွေကကောင်မလေးချော့ချော့လေးနဲ့တွဲတော့တာဆိုတော့မယုံမကြည်ဖြစ်နေကြတာပေါ့ဗျာကျုပ်ကတော့မြောက်ချင်ချင်ဖြစ်နေရဲ့ဖေယောက်သားသားကများမိမဲချော့လေးတယောက်နဲ့အတူသွားရရင်ခုံမယူပဲနေလိမ့်မလဲကျုပ်လည်းလောကီလူသားပဲမို့ရင်ကော့ခေါင်းမော့နေမိရပေါ့ဗျာ လက်တွေတွဲပြီးလမ်းလျှောက်ရတော့စနေဆိုတဲ့ကြောင်းမိုးဘော်ကကြောင်းအော်မိတော်မလားထင်မိရဲ့။အင်းကို့အတွင်းနဲ့ကိုတွေးပြီးပြုံးနေမိသွားတော့ရေလေးရာကကြုတ်ပြုံနာမြင်ပြီးမေ့တယ်ဗျ။ကို့စနေဘာတွေပြုံးနေရလဲ။ဘာမှမဟုတ်ပါဘူးရှီလေး။ဘာလဲ။ရွာရီးစားကိုတတိယသွားလို့လား။ဟာဗျဘာရီလျှောက်ပြောနေရလဲ။ကျုံမရီးစားမရှိပါဘူး။ဟုတ်တို့လား။ကို့စနေကရုပ်လေးလေးရှိရဲ့။သဘောကလည်းကောင်းနေ။ရီးစားမရှိရဘလို့ဖြစ်နိုင်မှာလဲ။ တကယ်မရှိရပါဗျာကျုပ်စိတ်ထဲကတော့ကျုပ်ရေးစားကရီလေးလို့ပြောပြလိုက်ချင်တာဗျကျုပ်မှအခုတော့အလိုက်တာပြောနေပါတော့ဗျာကျုပ်ရင်တွေခုန်နာစွာမြဗျာငရင်လုံးနေတလားတော့တင်ရတယ်အဲ့လိုနဲ့ကျုပ်တို့တွေလက်ဖက်ဆိုင်ကိုရောက်သွားတယ်ပေါ့ဗျာလက်ဖက်ဆိုင်နဲ့မိကမျိုးကြီးရဲ့ဗျမျိုးကြီးဆိုတာကျုပ်တို့ကြောင့်မှာစွန်ကတ်တို့အလှလို့ရှိရင် အမျက်လောက်အာဒနာပေးနေကြသူပေါ့ဗျာကျုံနေရှိလေလက်ဖက်ဆိုင်ကခွေးချေခုံပူလေးမှထပ်လိုက်တော့ လက်ဖက်ရည်ဖြော်နေတဲ့ကိုမျိုးကြီးကကျုပ်ကိုလှမ်းကြည့်ပြီးပြောတယ်ဗျဒီလူကရွှေနှက်နောက်ရဲ့ဟေးစနေဇုံနဲ့ခုတ်လာတာလားကောင်မလေးရဲ့ချော့ချက်ကွာမင်းအခွက်ကြီးနဲ့တန်တော့မတန်ဘူးဟာဘာတွေပြောနေရလဲဗျကျုပ်တို့ကယူသက်တာပါကိုမျိုးကြီးရထင်တော့ထင်ပါတယ်ကွာကဲငါညမနဲ့ငါညီဘာတောက်မလဲဘာဖြော်ပေးရမလဲပြောရှောက်ပြောမနေစမ်းပါနဲ့ကိုမျိုးကြီးရခမရဘလို့ဖြစ်ပြောဒီတမျိုးပဲထွက်တာမဟုတ်လားဟာကောင်ရ ဲ့လိုလည်းမဟုတ်ပါဘူးချိုးစိမ့်ဆိုအကြရည်တွေနဲ့နို့စီတွေထဲလိုက် ချိုးပြည့်ဆိုရင်ရောမင်းရလဲကွာ အကြရည်တွေနဲ့နို့စီတွေနည်းနည်းတော်တော်ချကျင်တာချထီကောင်စနေငါ့ကိုလာပြီးတောက်ဖြုတ်နေရဲ့ကျောက်ကကိုမျိုးကြီးကိုစလိုက်တာပါဗျာဒါမှတကယ်လဲဟုတ်တယ်သူ့လက်ဖက်ရည်ကဘာဖြစ်ဖြစ်တီးရတာပဲကျောက်ပြောစကားကိုသူ့ဆက်မထနေတဲ့ကောင်လေးဝင်နေလူကြီးတွေကလည်းထောက်ခံနေဗျာသူတို့ပြောတာကြည်ပါလားဟုတ်တယ်မျိုးကြီး မင်းလက်ဖက်ရည်ဆိုမင်းကဘာပဲဖြစ်ပြောဒီရတာပဲလို့တခါတခါထင်းမိရဲ့ရင်လေးအိုးနဲ့များတခါလဲကြုံထားသလားလို့ဟေးဟာမဟုတ်ပါဘူးဗျာနိုးစီလေးပါလေနည်းနည်းတော့ပြန်ရောပါရဲ့ဗျကိုမျိုးကြီးကလည်းလုံတော့ဆိုတော့ပြန်တော့တာပေါ့ဗျာရက်ွက်ထဲမှာတော့ကိုမျိုးကြီးရဲ့လက်ဖက်ရည်ဆိုင်က အပန်းဖြေစာနေရာလေးပေါ့ဗျာအဲ့လိုနဲ့ကြုံနေရေးလေးစကားတွေပြောကြတယ်ပေါ့ရေလေးရဲ့အကြည့်တွေကမယုံဗျကြုံသိနေရဲ့သူမကကြုံကိုကြိုက်နေရဲ့လို့ခံမက်မိတာပေါ့ သူနဲ့စကားတွေပြောပြီးမြင်းနဲ့ကိတ်ထီလိုက်ပို့ပေးလိုက်တယ်။လမ်းတဲ့ရှောင်းအောင်တုံရင်တွေကဖြစ်နေရကိုမညာတန်းပြောချပစ်လိုက်တယ်ဗျာ။ရှိတယ်။ရှင်းကိုစနေ။ကျုပ်ကိုအရေးချိုချိုအခက်နေနေလို့တော့မထင်စီချင်ဘူး။ရှင်း။ဘာပြောရလဲနားမလဲဦး။အဲမှားလို့ဗျာအရေးနေနေအခက်ချိုချို။အခက်ချိုချို့တော့လောက်ပါကိုစနေရဲ့။အေးဗျာ။အဲ့လိုမထင်စေချင်ဘူးကျုပ်ကျုပ်ရီလေးကိုချစ်တယ်ဗျာရီလေးသိပါတယ်ဗျာ ထားလိုက်ရေလေးအမြဲလာတွေ့မယ်နော် ကိုစနစ်ကိုစတွေ့ရေကရေလေးအမြဲပဲတွေ့ကျင်နေတာဟုတ်လားအဲ့ဒါဆိုကျုပ်သူ့ကိုချစ်တယ်လားအဲ့လိုလေမဟုတ်သေးဘူးလေရေလေးကကိုစနစ်ကိုနေတိုင်းပဲတွေ့ကျင်ရပဲရှိတာရေလေးဘယ်လိုသဘောပြောသွားလဲဆိုတာကျုပ်နားမလဲတော့ဘူးသူကတော့မြင်းလေးလေးပေါ်တက် အလားဆုံးပြုံးပြပြီးတော့နှုတ်ဆက်သွားတယ်ကျုပ်ကတော့ရေးစားရတာလို့လို့မရတာလို့လို့ပါမန်းကိုမသိပဲចောင်းကိုပြန်လာခဲ့ရဲဆိုပါတော့ဗျာ ကျုံနဲ့ရှင်လေးအကြောင်းကရက်ွက်တဲ့ပြက်နေပြီဗျာဖုန်းကြီးကတော့ logic ကိစ္စမလို့ဝင်မဆက်ဖက်ပေမဲ့တတိတော်ပေးရဗျာဆက်နေဖေဟာအိမ်နောက်ထူထောင်တော့မဲဆိုရင်တော့ဖုန်းကြီးเจ้าမှာဆက်နေလို့မရအောင်နော်တင်တင်ပါဗျာတပည့်တော်မစဉ်းစားရသေးပါဘူးဖေဟာอืมအမျိုးသမီးတွေရဲ့တိတ်ခါကိုလည်းမကြပါစေနဲ့ကြလားဖုန်းကြီးကတော့ဒါပဲပြောချင်တယ်တပည့်တော်အမှတ်ထားပါမယ်ဖေဟာဖုန်းကြီးကအဲ့လောက်ပဲပြောပေမယ့် ဘိုးကကတော့ညတိုင်းနေတိုင်းပြောတယ်ဗျဆက်နေငါကတော့ဓာတ်ထုံးနိုင်ကိုကြောက်တယ်နော်မင်းကတော့ဒုက္ခရောက်တော့မလုပ်နဲ့မင်းယူမယ်ဆိုလဲယူအပြောတော့သွားမတန်နဲ့နော်ဘိုးကရာကျုပ်ကလူကောင်းပါဗျအဲ့လိုဘရော့မမလုပ်ပါဘူးကြိုပြောတာလေကွာမင်းကမိစားကိုကင်ထားတာမင်းကင်ထားတဲ့မိစားကငါ့ကိုပါလန့်လန့်နိုင်နေကွာဓာတ်ထုံးနိုင်ကိုတော့ကြောက်တယ်ငါကောင်ရစိတ်ချစမ်းမဘိုးကရာကျုပ်မှာကိုချင်းစာစီအပြည့်ရှိပါတယ်ဗျ ေးတာပဲလေမင်းတဲ့တင်းကတော့ရက်ွက်ထဲမှွေးနေတာပဲငါကောင်ရဲ့ဘိုးကလည်းကျုပ်စကားပြောပြီးစွန်းစားကြောင်းတွေကတိုင်ခတ်နိုင်ကိုခြေလိုက်တယ်အချိန်လဲနေပြီမလို့ရေလေးနဲ့တွေ့နေကြလက်ဖက်ရည်ဆန်လေးကိုထွက်ခဲ့တယ်ဗျာဟိုရောက်တော့ထုံးစံတိုင်းကျုပ်ရဲ့အချစ်ကလေးရေလေးကရောက်နေနေပြီကိုမျိုးကြီးနဲ့ရေကမောကစကားပြောနေကြတယ်။အင်းသူတို့လည်းခင်ကြမင်ကြပြီလေ။ဒီလက်ဖက်ရည်ဆိုင်မှာကျုပ်တို့တွေ့ရတဲ့အချိန်ကနည်းမှမဟုတ်တော့တာ ရေဒီယာကျုပ်ကိုမြင်တာနဲ့လက်လန်းပြတယ်။တပည့်ရဲ့တစ်ခွက်ကိုကျုပ်တွေမှားထားနေကြလေ။အဲ့လိုနဲ့ကျုပ်တို့တွေစကားပြောကြရပေါ့ဗျာ။အများမြင်မှာတော့ကျုပ်တို့နှစ်ယောက်ကအရန်ချစ်ကြတဲ့ချစ်သူတွေပေါ့။အဲ့လိုထင်မဲ့ဆိုလဲထင်ချင်းကြပဲလေ။ကျုပ်ကိုရေလေးကတော်တော်ဂယုစိတ်တာဗျာ။ကျုပ်ကအချစ်ကံကောင်းသူကြီးပေါ့လေ။ရေလေးပြန်သွားရင်တပည့်ရဲ့ဆိုင်ထဲကလူတွေကကျုပ်ကိုထောပနာပြုကြတာများဗျာ။သူတို့ရွေးကောက်ထားတဲ့အမတ်ကြနေရပဲ။စနေတော့များတော်ချက်ကွာ။ ကောင်မလေးချောချောလေးကိုရထားတာရထားရုံနဲ့မကအောင်နော်ဟိုကချက်လိုက်တာတုံးလို့အေးကွာဒီကောင်ဘာကြည့်ပြီးတော့ကြိုက်တာလည်းမသိဘူးဟဲ့ကမနာလို့ဖြစ်မနေနဲ့ဒုစနေကတကယ်ကြကြေးကွာကျုပ်ကတော့ပြုံးဖြီးဖြီးချင်းနဲ့သဘောတွေခွင့်နေတာပေါ့ဗျာသူတို့မသိတာကရီလင်းနဲ့ကျုပ်ကဘာမှဖြစ်သေးဘူးဆိုတော့ကိုပေါ့ဟန်ကို့ဖို့ဆိုတဲ့စကားတိုင်းကျုပ်လဲဟန်ကို့ဖို့ပြီးတော့နေရတာပေါ့ဗျာကျုပ်ရီလင်းနဲ့မတွေ့ရတာ ဆရက်ကျော်ရှိပြီဗျာအစာလက်ဖိတ်ဆိုင်ကိုသွားသွားစောင့်နေတယ်မလာပါဘူးဗျာရေတိမလာလို့ကျုပ်ဆွေးနေရသေးတော့ကိုမျိုးကြီးကအကြံပေးရဲ့စနေမင်းအိမ်တိညာပဲကွာလိုက်သွားပါလားလိုက်သွားလို့လည်းဖြစ်ပါဦးဗျာအလုပ်တွေများနေလို့မလာလာနေမှာပါမင်းဆိုပို့ဆိုးမှာပေါ့ငါတို့တော့အဲ့ဒီကောင်မလေးမလာလို့တခခုလုံနေတလို့ကြီးကိုဖြစ်လို့ကိုမျိုးကြီးရဲ့စကားကကျုပ်ကိုထိရဲ့ဗျာတကယ်လဲတခခုကြီးကိုလုံနေတာ သူမရှိဘဲတောက်ရတဲ့လက်ဖက်ရည်အချို့ကနိုးစီတပူတော့ကုံစီအောင်ထည့်ရင်တာမချိုတော့တယ်လို့ခံစားနေရတယ်ဗျကိုမျိုးကြီးရဲ့စကားကြောင့်လွမ်းနေရတဲ့အတဲလက်ဖက်ရည်ဆိုင်ထိုင်နေကြလူတွေကသူမပါဘူးလားမေးတော့ကျုပ်ဖြင့်တေလောက်လွမ်းမိသွားတယ်ဗျလက်ဖက်ရည်ဆိုင်မှာလွမ်းလို့ကြောင်းပြန်မိနေတော့လေကိုရင်လေးတွေအတန်ကြိုင်လေလွမ်းပြန်ရော နောက်ဆုံးကြောင်းဝင်းတန်တကားကိုဖွင့်လို့အတန်မြေတာသူမများကြောင်းဝင်နဲ့လိုက်လာလာ ဆိုပြီးတော့အပြေးကြီးရတာအမော် ဒါမှမဟုတ်ပါဗျာ။ तू ကတော့တည့်ရက်မှာပေါ်မလာတော့ဘူး။ကြာလာတော့ကျုပ်စိတ်ပူလာ誒ဗျာ။အဲ့တော့ဘိုးကောင်ကိုအကျိုးချောင်ပြောပြီးညောင်ကိုင်းရွာကိုလိုက်သွားဖို့ပြောရတာပေါ့။စက်နေ။မင်းရကနေမြင့်နေအယူရင်နေဖြစ်နေပြီ။လိုက်သွားတာတော့ဟုတ်ပါပြီ။မင်းကိုဟိုရောက်မှမတွေ့ကျင်လို့မလာတာဆိုရင်မင်းဒီချက်ပို့ပြီးတော့ပိုခံစားရလိမ့်မယ်။ကျုပ်က तू နေကောင်းလားမကောင်းဘူးလားဆိုတာသိကျင်တာပါတကယ်လို့ကျုပ်ကိုမတွေ့ကျင်လို့မလာတာဆိုရင်လည်း ကျုပ်စိတ်ကိုဖိရမှာပေါ့ဘိုးကရာဒါပေမဲ့အဲ့လိုမဟုတ်ဘူးဆိုတော့ကျုပ်ယုံတယ်အေးလေမင်းစိတ်ပြတ်သားတယ်ဆိုရင်လည်းသွားကြတာပေါ့မင်းရောက်လာမှပဲငါလည်းကိလေသာအကျိုးပြုကပ်ပြရဖြစ်တော်မယ်မင်းတို့တန်ရောစင်ဖြစ်မိတော့လဲမိုက်ရပဲဦးမပေါ့ဘိုးကကကျုပ်ကိုကြည့်ပြီးတနာနေတဲ့ပုံပဲဗျကျုပ်အဖြစ်ကလူတွေတနာရောက်လောက်တဲ့အနေထားဖြစ်နေပြီလားအဲ့ဒါကိုကျုပ်တတိမထားမိဘူးဗျရင်ထဲကအချစ်စိတ်ကတက်နေတော့ကျုပ်ရဲ့ရုပ်ကကြာနေရနေမှာပေါ့ဗျာ ။အဲ့လိုနဲ့ကျုံတဲ့ဘိုးကနောင်ကန်းရွာကရေလေးတို့အိမ်ကိုသွားဖို့ပြင်ဆင်ကြပေါ့ဗျာ။ကျုပ်တို့တွေမြင်းလဲလေးနဲ့နောင်ကန်းရွာကိုသွားကြတယ်ဗျာ။ရွာထဲထိမြင်းလဲဝင်လို့ရတယ်လေ။အဲ့တော့ကျုပ်တို့တွေကိုတင်ခေါ်လာတဲ့မြင်းလဲသမားကရေလေးတို့အိမ်ထိလိုက်ပို့ပေးတာပေါ့။ကျုပ်တို့တွေရေလေးတို့အိမ်ရောက်တော့အိမ်အောက်မှာဦးထွန်းလိုက်တဲ့အရေးစိန်ကိုတွေ့ရတယ်။ပြီးတော့ရွာသားကြီး၄-၅ယောက်ရောပြုတ်ကျုပ်တို့မြင်းလဲလေးဝင်လာတာနဲ့အကုန်လုံးဝိုင်းကြည့်ကြတယ်။ကျုပ်တို့မှလည်းသိရောဦးထွန်းလိုက်က မျက်စိမျက်နှာပြက်ပြီးအိမ်ဝိုင်းမြေကိုထွက်သွားတယ်ဗျကျုပ်ဖြင့်ရင်ထဲမှာထိတ်သွားတယ်ကျုပ်တို့အကြောင်းကိုသိပြီးကျုပ်ကိုစိတ်ဆိုးနေရလာလို့ပေါ့မြင်လည်းလေးရှက်ပြီးကျုပ်တို့လည်းဆင်းလိုက်ရော အရေးစိန်ကတော့မျက်နှာမကောင်းစွာနဲ့ပဲကျုပ်တို့ကိုကြိုတယ်ဗျစနေနေ့ဘိုးကပါလားလာကြပါရှင်လာကြပါဟုတ်မဆိုင်ရေစနေကဒီကိုတအားလာခြင်းညာနဲ့ပဲလိုက်ဖို့ရတာဘိုးကအဲ့လိုပြောတော့အရေးစိန်မျက်နှာပိုပြက်သွားတယ်ဗျနောက်တော့ အရေးစိန်ဘေးကရွာကလူကြီးတယောက်ကဘိုးကနဲ့ကျုပ်ကိုကြည့်ပြီးပြောတယ်။ကဲ။နောင်ကြည့်ရေခမားတို့ရောက်တာနဲ့အတော်ပဲ။ကျုပ်တို့ကိုထုံးလိုက်ကိုမနေထိနေရတာဗျ။ဘာဖြစ်လို့လဲဗျ။ဘိုးကကအဲ့လိုမေးတော့အရေးစိန်ကကျုပ်မျက်နှာကိုကြည့်ပြီးစကားဆိုလာတယ်။စက်နေအရေးမြေးမာလေးရဲ့ကိုစားအရေးတောင်းမှန်ပါတယ်။မင်းဦးကြီးဆိုရင်မင်းကိုအားနာလွန်းလို့နည်းနည်းချင်းတောင်မဆိုင်ဝွင့်တော့ဘူးကွယ်။ဖဘာဖြစ်လို့လဲအရေးရဲ့ ကျုံမေးတာမေးလိုက်ရတာရင်တထိတ်ထိတ်နဲ့ဗျာเจ้าကဖုံးကြီးတစေဦးဝါလောက၆လက်လာတာအခုလောက်မကြောက်ဘူးအခုတော့အကြီးပြောလာမယ့်စကားတွေကိုကျုံကြောက်နေမိရဲ့သူတို့မျက်နာတွေကြည့်တဲ့ကကျော့အတွေကောင်းတဲ့စကားမဟုတ်နိုင်ဘူးဆိုတာကျုံရိပ်စားမိရဲ့အကြီးကကျုပ်ကိုပြောပြဖို့ခက်ခဲနေပုံပဲဗျအဲ့အချိန်မှာပဲအင်းရှိကိုနောက်ထဲမင်းလည်းနေစီထက်ရောက်လာတယ်ကျုပ်တို့လည်းစကားမပြောပြတော့ပဲနင်းလဲတွေကိုကြည့်နေရပါဗျာ ရင်းနှီးဘောကဆင်းလာတာကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျုပ်မျက်လုံးတွေပြဝေးသွားရတယ်။ဘိုးကဆိုကျုပ်ရင်သွားတာကိုသိလို့ထင်နေလက်မောင်းကိုလာစုပ်ကံပြီးထိန်ပေးထားတယ်။ကျုပ်မြင်ရတာတော့လူရည်တဲ့မျိုးသမီးကြီးမျိုးသမီးကြီးရဲ့အနောက်မှာကျုပ်ကိုအမြဲတွေးကျင်လှကျင်ပါတယ်ဆိုတဲ့ရေးလေးတယောက်ဟာကျုပ်ထဲအသက်ပိုကြီးနိုင်တဲ့လူတယောက်ရဲ့လက်မောင်းကိုတွဲထားတယ်ဗျ။သူစားစားနေပဲသူမလက်မောင်းတွဲထားတဲ့လူကကျုပ်နဲ့ရုပ်တော်တူတယ်ဗျကျုပ်ကစပင်းညှင်းတူတူသူကတသက်ရဲ့ ျုပ်ကအသားညို့ညို့သူကအသားဖြူဖြူဒါပဲကွာတာကျုပ်ကိုမြင်တော့ရေလေးကမျက်နှာပြက်နေတယ်အရင်လည်းမျက်နှာပြက်နေတာပေါ့ဗျာအခုချိန်မှာကျုပ်ဘာလုပ်တဲ့နေဆိုတာကိုနားလည်ပါတယ်စိတ်ထဲကငိုချင်နေပေမဲ့ကျုပ်အားတင်းပြီးမရမကပြောင်းနေပြီးတော့ရေလေးကိုကြည့်လိုက်ပြီးစကားဆိုလိုက်တယ်ဗျာအော်ရေလေးအိမ်အောင်ပြုတော့မယ်ထင်တယ်ဟုတ်ဟုတ်တယ်ကိုစနေဦးကြီးစီကိုလာလေတာပါကံကောင်းတော့မုံစားဖို့ဖြစ်လာတာပေါ့ ကျုပ်ဦးကြီးနောက်ကိုလိုက်သွားလိုက်အောင်မေဗျကျုပ်အိမ်ဝိုင်းတဲကနေခက်မမြန်ပြန်ထွက်လာခဲ့တယ်ဒီတဲ့ပေါ်ပြီးကျုပ်ဟမ်းမဆောင်နိုင်တော့ဘူးဘာကြောင့်များကျုပ်ကိုကစားခဲ့ရတာလဲလို့တွေးနေမိရဲ့ဘဲကိုသွားလို့သွားမမှန်လည်းမသိတော့ဘူးဗျကျုပ်ချေဦးတရာထွက်လာရင်ကရွာပြင်တင်းကျိုင်းစရက်စီရောက်ခဲ့တယ်ကျုပ်စရက်ပေါ်မှာထားလိုက်တယ်ဘိုးကကတော့နောက်ကလိုက်မလာဘူးဗျလိုက်ရင်လေကျုပ်ပဲသွားရဲဆိုတာသိမှာမဟုတ်ပါဘူးကျုပ်မဘယ်သူမှမရှိရဲ့ဇရက်ပေါ်မှာထိုင်နေမိရဲ့ ပြီးတော့အုတ်ကူပြပြတွေကိုငေးကျင်နေတော့ကျုပ်ပခုံးကိုလူကြောက်လာပုတ်တယ်ဗျာကျုပ်လှဲ့ကြည့်တော့ကျုပ်အကြည့်ကိုတိတ်ရင်မဆိုင်ရဲပဲဖြစ်နေရဲ့လူမိုက်ကြီးဓာတ်ထုံနိုင်ပေါ့သူကကျုပ်မြေဝန်ကမျက်ရည်တွေကိုကြည့်ပြီးတောက်တချဲခောက်တယ်ငါတောင်းမဲ့ပါတယ်စနေရငါမြေမိကိုကစားတယ်လို့ဖြစ်ခဲ့တာသူများပြောမှငါသိရတာပါကွာတကယ်တောင်းမဲ့ပါတယ်ရပါတယ်ဦးကြီးရကျုပ်ဝှေ့ရှိလို့ခံရတာပဲမှတ်ပါတယ်ဝှေ့မဟုတ်ပါဘူးကွာ ငါမြေမကောင်းတာကိုမင်းကိုငါပြောပြမယ်။ကျုံဦးထွန်းနိုင်ပြောပြတာကို နားထောင်နေခဲ့တယ်။အခုသူ့ကိုခိုးသွားတဲ့ကောင်ကလွန်ခဲ့တဲ့တပတ်ကမှတခြားနယ်ကပြန်လာတဲ့အရင်ကတေပီလို့တောင်ထင်ထားကြတာဆိုပဲ။အဲ့ဒီထဲမှာကျုပ်ရဲ့ချက်လာစွာသောရေလေးလေးပါတာပေါ့ဗျာ။သူနဲ့အဲ့ဒီကောင်တွေကငရေးစားရတယ်လေ။ကျုပ်ကိုအောင်းကိုရောက်တော့သူ့လူနဲ့တူတဲ့ကျုပ်ကိုတယုံစင်ဖြစ်မိတယ်ပေါ့ဗျာ။အဲ့လိုနဲ့ကျုပ်စီကိုအမြဲလာရရဆိုပဲ။အခုသူ့ချစ်သူကအသက်မသေးပဲပြောင်းလာပြီ။ ချက်ချင်းကြီးခွေရလိုက်သွားတော့ကျုံးစီကိုမလာနိုင်တဲ့လေဒီเจ้าတွေကိုဥထုံးလိုက်ကပြောပြပြီးကျုပ်ကိုဖက်ငိုတယ်ဗျလူမကြီးတယောက်ရဲ့မျက်ဝန်းကကြားရည်မျက်ရည်ဆိုတာတော်ရုံတယုံခန်းစားခြင်းတော့မဟုတ်ဘူးထင်ပါတယ်ပြီးတော့ကျုပ်ကိုသူမြင်မာလေးကိုစားဆိုပြီးထိုင်ရှိကိုတောင်းမယ်မလို့ကျုပ်မှမနေတားယူလိုက်ရတယ်အခုချိန်မှာကျုပ်တအားခန်းစားပြနေရင်ရေလျော်သူ့ယောက်ျားရောအပြင်ဥထုံးလိုက်အတွက်ပါမကောင်းလေအဲ့တော့ကျုပ်ဘာမှသိမခန်းစားရတယ်လို့ ဟန်ဆောင်ရတာပေါ့ဗျာဥကြည်ကျုပ်ဘာမှဖြစ်ပါဘူးဗျာဖုံးကြီးเจ้าမှာနေရတူပဲတရားရှိပါတယ်ကိရေတာတဏှာတွေကိုပယ်ဖို့ကျုပ်တို့ဖုံးကြီးကအမဲဟောပြဆုံးမနေတော့ကျုပ်စိတ်ကိုထိနေပါတယ်ဘာမှဖြစ်ပါဘူးဥကြည်လည်းစိတ်ကိုလျှော့ဟိုမှာလူကြီးတွေရီလေးကိုလာအပ်တာထင်နေသွားလိုက်အောင်နော်နေနာပြက်စာတွေဖြစ်လိမ့်မယ်ငါမသွားချင်ဘူးစနေရမင်းခံစားနေရတာငါသိတယ်ငါလူမိုက်ဆိုပေမဲ့လူတယောက်ရဲ့စိတ်ခံစားချက်ကိုနားလေတယ် မင်းငါမေးပေါ့ဘလောက်တန်ရောစရာရှိရဲဆိုတာငါသိတာပေါ့အဲ့ဒီကောင်မလေးလောက်ရက်တယ်ကွာအော်ဦးကြီးရေကျုပ်ကသူ့အတွက်တော့ခဏအလွမ်းဖြေစာမင်းသားအတူလေအစ်စ်လာတော့အတူအဖဲအသုံးဝင်ပါတော့မလဲကျုပ်ကရှင်မောလိုက်မိရေဟုတ်တယ်လေကျုပ်ကရက်ွက်ထဲမှာမန်တဲ့တိုင်ရင်တက်ပြတ်ထားတာအခုကျုပ်ဆိုရဲကောင်ကငပေါ်ကြီးဖြစ်ပြီထားပါအဲ့ဒါကချီမွန်းခွန်ရဲ့ကရက်ခွန်ရဲ့မို့ပြဿနာမရှိပါဘူး ရှိတာကကျုပ်ရင်အောင်ရဲ့ဘက်ဘက်ချမ်းမှာရှိနေတဲ့အရှာလေးတစ်ခုပေါ့ဗျာ။သူကကျုပ်တွေးလိုက်တိုင်းအောက်အောင်လာပြီးမိတ်တွေရှဝဲလာစေတယ်ဗျ။သူများတွေပြောတဲ့အသေးကွဲဝေဒနာဆိုတာဒါပဲထင်တယ်လို့တွေးလိုက်မိရဲ့။ပြီးတော့ဦးထွန်းလိုင်ကိုမနေတောင်းမှန်ပြီးအိမ်ပြန်ခိုင်းလိုက်ရတယ်။သူမမြန်ပြန်မှာဖြစ်မှာမလို့ပါ။ဦးကြီးရဲ့ကျုပ်တောင်းမှန်ပါတယ်။အိမ်ပြန်မှာဗျာ။ဟိုမှာအကြီးစင်တယောက်တယ်။ငါပြန်ခြင်းဟုတ်ကွာ။ငါပြန်ရင်စိတ်တို့ပြီးတော့အဖြစ်တင်တာတွေဖြစ်ကုန်လိမ့်မယ်။ဦးကြီး ဒေါသကိုထိမ့်ပါဒေါသကလောကီအတွက်ရောလောကုတ္တရာအတွက်ရောအကျိုးမပြုပါဘူးမင်းအဲ့လိုပြောလေငါပြို့နှမျောလေးပဲဆက်နေရာဩတကယ်တော့ဓာထုံးလိုက်ကျုပ်ခံစားနေရတာကိုတနာတာတဲ့သူ့ရဲ့မြေးမာလေးနဲ့ကျုပ်မညာလို့ဝမ်းနေတာကပုံများနေပုံပဲလို့ကျုပ်တွေးလိုက်မိရဲ့တကယ်တော့ကျုပ်ကတရားသိရဲ့ကောင်မဟုတ်ပါဘူးဗျာသူသွားရင်ပြီးရောဆိုပြီးဗစက်ထက်တွေ့ရတယ်ချောက်ပြောနေရဘိုးတော်ကကျုပ်တော်ကြကြချောမော့ပြောပြီးတော့မှပြန်သွားတယ်ဗျာ ူမပြန်ခင်မှာမှားရရှိရမှားခဲ့သေးတယ်။ဦးကြီးဘိုးကောင်ပြောလိုက်ပါ။ကျောင်းကိုပြန်တော့လို့ကျုပ်လည်းပြန်သွားပြီလို့သာပြောပြပါဗျာ။အေးအေးအေးငါပြောလိုက်မယ်။ကျုပ်ကိုနှုတ်ဆက်ပြီးဦးထွန်းနိုင်ပြန်သွားတယ်ဗျာ။ဦးထွန်းနိုင်ပြန်သွားတော့မှကျုပ်လည်းလွတ်လွတ်ကျွတ်ကျွတ်ခြေခွဲနေရပါဗျာ။အဲ့လိုခြေခွဲလို့မှမဝသေးဘူး။ဘယ်ကဘလို့တတင်းရတယ်မသိဘူး။ဟိုတလောကကျုပ်စော်ထလိုက်တဲ့ကောင်လေးစီရက်ကိုရောက်လာတယ်ဗျ။တကောင်သားတွေကဘယ်တုန်းကလဲများ။ကျုပ်ကိုစော်ချင်နေလဲမသိဘူး။ ဝရင်တုတ်တွေကပြီးတင်းတိုင်းချက်ပေါ်တက်လာတယ်။ကျောက်သူတို့တက်လာတာသိပါတယ်။ဒါမှမဲ့စကားပြောချင်းစိပြန်တိုက်ခိုက်ချင်းစိနဲ့ခက်ပြေးချင်းစိမရှိရကြောင်းပဲထာနေလိုက်တယ်။အဲ့ဒီကောင်တွေကကျောက်အနာမရက်တရက်ကက်လာတယ်ဗျာ။ဟိုတခါလို့ဒုတ်ပြီးဓာပြီးရဲ့ထင်းနေပုံရတယ်။သူတို့တွေကတယောက်ကကျောက်ကိုဒုတ်ပြီးဓာပြီးရဲ့ကောင်ဆိုပြီးစော်ထည့်လိုက်တာကျောက်ကောင်မှုသွားတယ်။လက်နဲ့စမ်းကြည့်တော့သွေးတွေထွက်နေတယ်။ရိုက်တဲ့ကောင်ကကျောက်ကောင်ကသွေးတွေကိုကြည့်ပြီးသူကတော့လန့်နေသေးတယ်။ အထစ်တေငောင်းငောင်းနဲ့သူ့ပေါင်းသင်းတွေကိုပြောနေတဲ့ကြောက်ကြရတယ်။ဟဲ့ကောင်လေးဒီကောင်တော့မပြီးဘူးဟာငါတော့ပြီးရဲ့ထင်ပြီးစော်လိုက်တာငါလက်ဆက်ကပြင်းနေဒီကောင်တေသွားနိုင်တယ်မမြန်လေးကြရအောင်မင်းရလှုပ်လိုက်ရင်အလွန်ကျွန်းစီပဲဇေယျဘော်ကအမြန်ဆင်ပြီးလက်ကြရအောင်ဟာကြောက်ကိုရိုက်တဲ့ကောင်ရဲ့စကားကြတော့ကြောက်တောင်လှန့်သွားတယ်။ဘားတဲ့သူ့လက်စာသူသိရဲ့ဆိုလားသူပြောပုံအရဆိုရင်တော့ကျုပ်သေးတော့မှာပေါ့။အော်အဲ့လိုဆိုပြန်တော့လေရိုက်တဲ့ကောင်ကိုကျုပ်ကျေးဇူးတင်ပြီ ဘာလို့လဲဆိုတော့ကျုပ်လူလောကကြီးမှာမနေချင်တော့လို့ပဲဗျအသေးကွဲတာကြောင့်မဟုတ်ဘူးဗျတရက်ွယ်လုံးသိနေတဲ့ကျုပ်ဖြစ်ကိုကျုပ်ရှက်မိတော့လေအဲ့တော့နေရတာထဲတည်ရတာကဘုံမကောင်းပေဘူးလားဗျဘိုးကောင်တွေလည်းကျုပ်ကိုရိုက်ပြီးဇရက်ဘော်ကပြေးသွားကြပြီရိုက်တဲ့ကောင်တွေကသေးမြင်တာနဲ့လန့်ရတယ်ပဲရှိသေးတယ်အဲ့ဒါဆိုဒီကောင်တွေကျုပ်တော့တာမမိုက်ဘူးဒါပေမဲ့အချိန်နည်းနည်းကြာလာတော့သေးတော်တော်ထွက်နေတာခေါင်းကလည်းမိုးလာတယ်အဲ့တော့ကျုပ်တည်ရတော့မယ်ပေါ့ မတည်ခင်မှာဆရာတော်ဟောထားတဲ့တဲ့နေကုံသုံးမလေးကိုစိတ်ထဲကယွတ်နေရဲ့။ဒါမှမရပါဘူးဗျာ။ရေလေးရဲ့အပြုံးလေးကိုပဲမြင်နေရတယ်ဗျ။ခက်ပြီ။နောက်ဆုံးထွက်တဲ့ထီရေလေးကိုဆွဲပြီးတည်ရင်တော့ကြုံငရဲပဲဖြစ်မှတည်ကြတယ်။ကျုံလေငုတ်တို့ထိုင်ရကရဲပေါ်မှာလှဲအိတ်လိုက်တယ်။အဲမတည်သေးဘူးဗျ။ခေါင်းကတော့မူးနှောင်နဲ့နားနေရပေါ့လေ။အတော်ကြတော့ကျုပ်တွေးမိရကကျုပ်ကိုရိုက်တဲ့ကောင်သူ့အပေါင်းအသင်းတွေကို လေပေါ်တာပဲနေမှာပေါ့လို့မတက်ထရက်စီတော့အဆင်ပြေနေတယ်။အဲနဲ့ကျုပ်လဲခေါင်းငါသွေးတွေအရွှဲသားနဲ့ရွာပြင်ကိုတယောက်တည်းလမ်းလျှောက်သွားပေါ့ဗျာ။နေကဘူးခေါင်းကမှုကျုပ်ပြင်လမ်းလျှောက်တာတေးချာမလျှောက်နိုင်တော့ဘူး။နေလုံးတွေကလည်းပြားကျုပ်တကယ်သေးတော့မှလားလို့တွေးနေတော့မြင်းနဲ့တစီကျုပ်နောက်ကနေရလိုက်တဲ့အတန်းကြားရတယ်။ကျုပ်နောက်လဲကြည့်ဖို့ကြိုးစားတော့လူကမဟန်နိုင်တော့ဘူးဗျာ။လဲကြသွားတယ်ဆိုပါတော့ကျုပ်လဲကြတဲ့အချိန်ဝေဝေဝါဝါမြင်ကွင်းထဲမှာ ရင်းနေပေါ်ကနေမိန်ကလေးတောင်ဆဲလာတယ်ဗျပြီးတော့ငိုတဲ့ရောနေတဲ့အတန်နဲ့စိုးရင်တကြီးနဲ့ပြောနေရကို ကြားတစ်ချက်မကြားတစ်ချက်ချုပ်ကြနေရတယ်ကိုစနေဘာဖြစ်တာလဲလုပအောင် ကိုစနေတတိထားပါအောင်ဒီအတန်ကရေးလေးအတန်ဗျသူ့ချက်ကိုစိုးရင်ရပါလားချုပ်သေးရတော့မင်းစိုးရင်တော့သေးပြောပြီဗျသူမရဲ့လက်ပွားနှုတ်လေးနဲ့ချုပ်ကိုလာပွေတာချုပ်တတိယတစ်ချက်မရတစ်ချက်မှာခန်းစားလိုက်ရတယ်နောက်တော့ချုပ်ရဲ့မြင်ကွင်းနေမှောက်မိုက်သွားတော့တယ် ကျောက်တင်လာတာကကျောက်တည်သွားပြီလို့ပေါ့။ဟောကျောက်ပြန်နိုးလာတယ်ဗျ။ကျောက်မျက်လုံးကိုဖွင့်လိုက်တော့မြင်ကွင်းထဲမှာအဖြူရောင်ကြီးဆိုတော့อืมကျောက်တမလွန်ကိုရောက်နေတာပေါ့။ဒါဒါဆိုကျောက်ကတည်ပြီးဝိညာဉ်ဖြစ်နေပြီပေါ့။ဝိညာဉ်ဆိုရင်ကြာဘူးထတာကကိုသွားခြင်းတဲ့နေရာကိုစိတ်ကအာယုံပြုတ်ပြီးသွားလိုက်ကြုံပဲ။အဲ့တော့ကျောက်မျက်လုံးကိုပြန်ပိတ်ပြီးစိတ်ထဲကနေရှည်လေးရှည်လေးလို့မှတ်ပြီးမျက်လုံးကိုပြန်ဖွင့်လိုက်တယ်။အမလီလန့်လိုက်တာဗျ။ဘိုးကမျက်နှာကြီးဗျ။ ူမသူ့ကိုကြည့်ပြီးစနေစနေတတိယလာပြီလားဟဘိုးကဘိုးကရောကျုံးနဲ့တူသေးရလားဟဲ့ကဘာတွေပြောနေရလဲဟကျုံးကျုပ်တမလင်ကိုရောက်နေရလားဒီကံခေါင်းထိလို့ယူသွားတာလားမင်းမရတယူပြီးညောင်ကိုင်းကိုလိုက်သွားတာဟိုရောက်တော့ကျော်တော့လေတကြီးညာတော့လေထိုးတာဖြစ်နေရလေကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတလို့ပဲညောင်ကိုင်းရကောင်းနေမင်းကိုစော်ထက်လိုက်တာလမ်းမှာလဲနေလို့ရည်လေးနဲ့ငါဆေးအောင်တင်းပေးထားတာ ။အော်အဲ့လိုလား။အဲ့တော့မှကျုပ်စေးုံမျက်နှာချက်ကိုတတိထားမိသွားတယ်။ကျုပ်မသေးဘူးဗျ။စေးုံလေးတင်ရောက်တာ။ဘိုးကကတော့ကျုပ်ကိုနှစ်သိပေးရဲ့။မကြပါဘူး။ဦးထွန်းလိုက်တဲ့အရေးစိန်ကိုရောက်ချလာတယ်။ကျုပ်ကိုအားမငယ်ဘူးနဲ့သူတို့ရှိတယ်ဆိုတဲ့အကြောင်းလေးပြောတယ်။ကျုပ်မှတော့ဟန်ဆောင်ပြုံးပြပေးအစဉ်ပြေကြောင်းပဲပြောတာပေါ့။အဲ့ရအားလုံးကပြီးဆုံးသွားပြီလေ။ကျုပ်တရားနဲ့ပဲဖြေးရမှာပေါ့။ဖုန်ကြီးចောင်းသားအသေးခွင့်ရင်အရက်တော့တော့ပဲဖြစ်မလဲ။ တားလို့လည်းမရပါဘူးဆေးရုံကဆေးမှမဆင်းရသေးရကျုပ်ကိုရိုက်တဲ့ကောင်ဆင်းကိုရောက်လာတယ်သူမိဘတွေနဲ့ပေါ့ပြီးတော့ဘိုးကလည်းကျုပ်ကိုတောင်းမယ်နေဘိုးကကတော့မကျေနပ်ဘူးတိုက်မယ်တော့မယ်ပေါ့ဗျာကျုပ်ကတော့ခွင့်လွတ်ပါတယ်သူတို့ကဆေးဘိုးဘွားကလည်းအကုန်ပြေးသွားတယ်ကျုပ်ကိုလည်းကျေးဇူးတင်နေကြတယ်ကျုပ်ကလည်းသူတို့သားကျုပ်ကိုရိုက်သွားတဲ့ကောင်ကိုကျေးဇူးတင်မိတယ်ဘာလို့လဲဆိုတော့နောက်ဆုံးအနေနဲ့ကျုပ်ချရတဲ့ရေလေးကျုပ်ပေါ်မှာတယောစဉ်အစ်မန်နေရှိသေးရဲ့ဆိုတာဖော်ထုတ်ပေးခဲ့လို့ပေါ့ အရာအလုံးဟာဖြစ်ချိန်နဲ့ဖြစ်ပြည့်ချိန်နဲ့ပြတ်တာပဲလေဒီအသေးတွေရအောင်လေကျုပ်တို့ရဲ့ဖုန်ကြီးကစေယုံကိုလာပြီးကျုပ်ကိုတရားတွေဟောနေတာကိုဗျတချို့များတင်းရဲစဲစဲတွေကိုတရားဟောပေးရတာကျုပ်ကတော့မရတယူနေရမို့တက်တအောင်တရားဟောပေးရတာကျုပ်ဖြစ်ကသူများနဲ့မတူတာပါဗျအဲ့လိုနဲ့တပတ်လောက်ကြာတော့စေယုံဆင်းပြပေးခြင်းပဲကျုပ်တို့ဖုန်ကြီးကကျုပ်ကိုရောဂီဝေခိုင်းနေဗျကျုပ်အသေးခွေးတာကိုဖြေးဖြောက်ဖို့အရင်မတော့ရပါဘူး တရားအားထုတ်ဖို့ယောဂီဖြစ်သွားရတာပဲကျုပ်စွန်းသားကြောင့်ကိုအမတ်တတတိနဲ့တွားနေရယ်စွန်းစားဖို့ပေါ့အခုကျုပ်တရားအားထုတ်တာ15ရက်ကျော်ရှိရောပေါ့စွန်းစားကြောင့်ကိုရောက်တော့ဖုန်းကြီးကိုမတွေ့ရဘူးအဲ့တော့ကိုရင်နေနှစ်ပါးကိုမေ့ကြည့်ရယ်ကိုရင်ဖုန်းကြီးပဲကြွသွားလဲဟိုဟိုလေကိုရင်လေးကပြောချင်မုံသိပ်မရဘူးဒါပေမဲ့ကျုပ်ကစပီးမိလိုက်တယ်ကိုရင်ဘိုးကောင်လည်းမတွေ့ပါလားဖုန်းကြီးနဲ့ဘိုးကဘယ်သွားလဲဖေဟိုဟိုလေ ကိုစနေရဲ့တကမလေးမင်္ဂလာဦးဆွန်ကြီးကိုကြားသွားကြတယ်။အော်သူတော်မင်္ဂလာဆောင်ပြီကို အနှိမ့်စာအနှိမ့်စာအမှန်တော့အဲ့နောက်ကဟာရီကိုဆက်ရွတ်ချင်တာဒါပေမဲ့ကျုပ်လေအနှိမ့်စာပဲသိရောအနှိမ့်စာပဲရော့လိုက်မိရဲ့ကိုရင်လေးတွေကတော့ကျုပ်ရဲ့အပြင်းပန်းကိုကြည့်ပြီးချီးကျူးနေကြပေါ့ဗျာဒါပေမဲ့ပုထုဇဉ်လော့ကစ်လူသားပေမို့ရှင်နေဝေဒနာတွေကိုတော့ချက်ချင်းကြီးဘယ်လိုများပက်တတ်နိုင်ပါလဲဗျာကဲကဲကဲခင်ဗျားတို့လည်း ချစ်တဲ့သူနဲ့နားနိုင်ကြပါစေ။အသေးခွဲရင်လည်းအရှက်မတောက်ခင်းနဲ့ကျုပ်တို့တရားထိုင်ပါလို့အကြံပြုလိုက်ပါရဲ့ဗျာ။ပရိသတ်များရှင်မောင်စနေနဲ့ကျောတော့လေတကြီးဇလန်လေးကိုတော့ဒီလောက်နဲ့တာအဆုံးသတ်လိုက်ရပါရဲ့ရှင်။မကြမီမှာမောင်စနေနဲ့ကိုရင်ကြီးအမေရှိရဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရစေ။